ရှင်လဲကွဲရမှာပဲတေလဲကွဲရမှာပဲจิตတာအနန္နာ25နှစ်တိုင်တိုင်းတဘွားမှာမခွာမင်းငါကို ပြုစုလှုပ်ကြွေးကြတာတဲ့မင်းအယုံပြန်ပြုတော့နောက်ဆုံးတော့ဟေ့တရားအားထုတ်ပြီးနေဖို့အနန္နာမကြမီးပြီမှာလဲမင်းဟာယဟနာဖြစ်ပါလိမ့်မယ်တဲ့ဘုရားကိုယ်တိုင်မိတ်တော်မူသွားတာအနန္ဒာဟာလေမြတ်စွာဘုရားပြိဋိဘံစံတော်မူတဲ့အချိန်ထိသောတာပန်ပဲဖြစ်နေသေးတယ်။ဘာဖြစ်နေသေးတာလဲ ။တရားနာမဟုတ်ဘူးအာနန္ဒာကသောတာပန်ပဲဖြစ်နေသေးတယ်။ဒါကြောင့်သူမို့တာ။အဲဒီမှာဘုရားရှင်ကိုယ်တော်မြတ်ကအာနန္ဒာကိုမနေနဲ့မင်းတရားအားထုတ်မကြမိမှမင်းယဟန္တာဖြစ်လိမ့်မယ်လို့အဘိဓကပြောကြ။အဘိဓကပြောကြတော့မှ သောကရေငြိမ်လို့သောကရေငြိမ်သွားတဲ့အခါကျတော့မှအာနန္ဒာကထပ်ပြီးတော့ရှောက်တဲ့ဘုံတော်ကြည့်တော်မူသောမြတ်စွာဘုရားဟောဒီမျိုးစိမ်မျိုးငယ်လေးဖြစ်တဲ့ကုသေနာယုံမှာရှင်မရပြိဋိဘမစာမန်နဲ့ဘုရား တပည့်တော်တို့သာဝတိပြန်ကြရအောင်ဟောဒီမျိုးသိမ်မျိုးငယ်လေးမှာရှင်ပြပြိဋိဘာမစံမနဲ့တပည့်တော်တို့သာဝတိကိုဖြစ်ပြီးရာဇကျိုးကိုဖြစ်ပြီးပြန်ကြရအောင်လားမြတ်စွာဘုရားအဲ့ဒီလိုမြတ်စွာဘုရားကိုရှောက်တော်မှာဘုရားရှင်ကိုတော်မြတ်ကရှင်သာအာနန္ဒာဒီနေရာဒီသာသာကုတ်သိနာယုံကိုမင်းကမျိုးသိမ်မျိုးငယ်လေးလို့မထင်ခဲ့နဲ့တစ်ချိန်လုံးကဟောဒီကုတ်သိနာယုံဟာ မဟာသုဒ္ဓတနမျိုးတော်တဲ့ဗာမျိုးတော်တဲ့မဟာသုဒ္ဓတနမျိုးတော်ကြီးဖြစ်ခဲ့ဘူးတဲ့ဟောဒီမဟာသုဒ္ဓတနမျိုးတော်ကြီးမှာငါကစัจ j မင်းကြီးဖြစ်ဘူးတဲ့ဗာဖြစ်ဘူးတဲ့အေးစัจ j မင်းကြီးဖြစ်ဘူးတဲ့လို့ဆိုပြီးတော့အဲ့ဒီမှာမဟာသုဒ္ဓတနသုဒ္ဓံကြီးကိုဘုရားရှင်ကိုတော်မြတ်ဒီမမောနိုင်မပန်းနိုင်ခေါ်တယ်ဘေးကိုင်းစัจ j မင်းဘုရားကအကြောင်းလေးတာကြီးယရဏမိဖုရားယရဏအကြောင်းလေးအဲ့ဒါတွေဟောလို့